ပမ်းမလန်းလို့အခြေခံဘာလို့တင်လဲဆိုတာကိုတိဖို့မင်းများစုံစမ်းတာပါဆိုတော့သူတွေအဲ့တော့ဆမတို့ဆေးတောက်ဆရာမလို့ပဲနဲ့အဲဒီလိုမျိုးပမ်းလန်းအောင်လုပ်လို့ရနီးလန်းတွေရှိတယ်။အဲ့ဒီခါမှာဆမတို့ကနေထိုင်မှု lifestyle လေးကိုပဲပြင်လိုက်ရုံပဲ။အဲ့ဒီခါမှာပြင်နေဆိုရင်မဟာငါတို့စားနေတာပဲ။အင်းဒါဆိုဒီဗီဒီယိုစောင့်အောင်ကြည့်။စားနေပြီးမထီရောက်ဘူး။စားနေပြီးငါတို့ပမ်းမလန်းဆိုတာစားတောက်ပုံမှားနေလို့တနေ့ပေါ်အဲ့ချိန်9နာရီပြောင်းရေဝဲအဖြစ်ပေါ့နော်။မြေသားတရားနေ6နာရီ9နာရီအဲ့ချိန်အပြေဝါရှိရမယ်။ရေရော3လီတာတောက်ရလာအစားတောက်ဆိုတဲ့နေရာမှာ ားတို့မျက်စိတဲ့မြင်သာအောင်ပြောမယ်ဘီယာဆိုင်ကအကင်နေပေါ့နော်ဘီယာဆိုင်မှာဒါယောက်ျားလေးတွေဆိုတော့များသွားပြင်ဆိုင်မှာဘီယာဆိုင်နဲ့ပဲဥပမာဘီယာဆိုင်ကအကင်နေနဲ့စက်သားပြုတ်ကိုနော်စက်သားပြုတ်ကိုပန်းကော်ပီစိမ့်လေးနဲ့ကြော်စားတာလေးနဲ့အဲ့ဒီအရာဒီဘယ်ကောင်ကပို့ပြီးတော့အာဟာရ ဖြစ်မယ်လို့ထင်လဲဘယ်ကောင်ကဘိုက်ပြစ်သွားမှာပဲနော်ဘီယာဆိုင်ကအကင်စားရင်လည်းဘိုက်ပြစ်တယ်လို့တဘောတူအကင်နေအကြော်တွေမာလာရှန်ကောတွေလည်းဘိုက်ပြစ်တယ်လို့ခုနပြောသလိုအိမ်ကနေ fresh food ဆိုတဲ့အရာလေးစားတာနေအစိတ်စားနေရလားအဟာရစားနေရလားဆိုတာအရေးကြီးသေးတယ်တခါလေဘိုက်ပြစ်ကိုစားတာကျွန်တော်တို့ကိုယ်တိုင်ကလည်းအလုတ်ရမ်းရှုပ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့လက်ဖက်တော့နဲ့စားရနေတယ်ရှိတယ်အဲ့တော့လက်ဖက်တော့ကခနာကိုယ်အတွက်လုံလောက်တဲ့အာဟာရရရလားအစင်စင်ပြုတ်ပြင်ထားတာလက်ဖက်ကိုအစင်စင်နှက်ထားပြီးပြုတ်ပြင်ထားပြီးတော့ အကျော်စန်းဆိုတဲ့အရာကလည်းကျွန်တော်တို့စီရင်ရကြော်ထားတဲ့အဆင့်ဆင့်နေဂျပန်ရကစားလို့ရတယ်လက်ဖက်သူစားပြီးဆိုလို့ရှိရတော့ဆိုလို့ကျင်တာမဟုတ်ဘူးနော်ဒါပေမဲ့ဂျပန်ကစားလို့ရတယ်ဒါပေမဲ့အဲ့ဒီကောင်ကအဟာရလားကိုယ့်ရဲ့ခန္ဓာကိုယ်အဟာရဖြစ်ရလားဆိုတာစားတောက်နေတဲ့အစားအသောက်တွေကို lifestyle တွေကိုပြင်မာဆိုတာအဲ့ဒါအရန်အရေးကြီးတယ်အဲ့တော့ဆမ်မပွန်လည်းအခုနောက်ပိုင်းတတိထားတယ်ကာဗွန်ဟိုက်ဒရိတ်စီချိုဖြစ်မှာဆိုလို့ကာဗွန်ဟိုက်ဒရိတ်ကိုတနေ့နှစ်နှစ်ပဲစားတယ်ဒါပေမဲ့ထမင်းကို short နိုင်တယ်လောက် short စားတယ်အဲ့ခုတွေကပြင်ဆင်နေပြီပေါ့နော်အသက်30ကျော်မှာဆမ်မဖြစ်မှာဆိုလို့ အဲ့တော့မျိုးရွာဆမ်းဆိုလဲတွေးတိုးရှိတာတချို့ကဇမ်းမကြီးနဲ့ပတ်ပတ်သက်ပြီးတော့နားမနီးဘူးပေါ့နော်နားမနီးဘူးဝေးနေတဲ့သူတွေဆိုရင်လေအဲအဲ့ဒီမှာကိုကိုကိုလုံးဝအဲ့ရတဲ့ဘုံဘုံလဲပြီးဆိုတော့အဲ့ရမှာငါတို့စီအောင်သွားတဲ့နဲ့စင်ကတော့အဲ့ကျမငါကုန်ကဟဲစီဂျိုကဒီလိုဖြစ်နေပြီအဲ့လိုအခြေအနေကျမတိတာစီဂျိုတို့တွေးတိုးလို့ဆိုတာလဲဆက်ချင်းကြီးပြတာမဟုတ်အသက်30ပဲမှာတိတ်တိတာလေးရမဟုတ်ဘူး40လောက်မှာပဲဝုန်းဆိုပြီးဆယ်စုနှစ်တစု အဲနေထိုင်စားသောက်မှုပုံစံမှားယွင်းခဲ့တဲ့ပြုမှုတွေကအဲ့လိုဝေါင်းနေဖြစ်တာချက်ချင်းပြရဲ့ယောဂလက္ခဏာမဟုတ်သေးဘူးအဲ့လိုအခြေအနေတွေကြောင့်ဒီမသားရည်ဆိုလည်းကျန်းမာရေးနဲ့ပတ်သက်ပြီးတောင်းမမှုအားနေရဲဆိုတဲ့အခြေအနေတွေကဒီ40ကျော်တွေမှာဆမစီမှာအမေးများတယ်အဲ့ရအတွက်အစားသောက်နေထိုင်မှုပုံစံကိုပြင်ပါဆေးတောက်စရာမလိုဘူးရှင်ဆေးကဆေးဆိုတဲ့နေရာမှာလည်းဆမတို့ဒီမှာဒီကောင်းနေဆိုရင်ဒါတချို့ တချို့အသီးသက်မှားတဲ့သူတွေရှိရတဲ့ဒီလိုမျိုးပေးရတာကာဘာတာတွေခေါ်ရနော်ဒါမြင်လာနဲ့သိလိမ့်မယ်အဲ့လိုမျိုးဟိုပေးတဲ့သူမျိုးဆိုရင်ဒါမျိုးလေးပေးတယ်စီရိုရာတို့တာတာနာဖေးတို့လိုအပ်တာမျိုးပေါ့နော်ပေးတဲ့သူဆိုပေးလိုက်တယ်ဒါပေမဲ့အဒီကောင်တွေကရေရှည်သုံးလို့မရဘူးကျွန်မဒီစရောင်းနေရမဟုတ်ပေးတဲ့လိုအပ်တဲ့သူမှပေးတာရှင်တကယ်ကဓာတ်စာတွေကဆပ်ပလီမန့်တွေဆိုအာဟာရကရတဲ့အစားအသောက်ကရတဲ့ဆပ်ပလီမန့်တွေကိုပုံမှန်တောက်ဘာလို့ဆရာမနေလဲဆိုတော့လက်ဖက်သုံးတဲ့ပြီးရနေ့တွေရှိရအလုပ်လုပ်တဲ့နေ့နော်သင်္ဘောစီးကြောင်းနဲ့ဟိုဒီမုန်းပတ်ထောင်းနဲ့ပြီးသွားတဲ့နေ့တွေလည်းရှိရတခါလေးအလုပ်ရမ်းရှုံလုံးတော့အဲ့လို မျိုးချင်ဆိုအဟာရတွေကိုဒီလို supplement တွေထပ်ပြီးမျှဝေရတယ်ရှင်ကျွန်မတို့ကိုယ်တိုင်ကလည်းအဲ့တော့အဟာရလေးစားပြည့်စုံအောင်စားအစိတ်စားနေတာ